မင်္ဂလာပါရှင်။ဘာမခေတ္တသတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။အခုတခါတင်ဆက်ပေးမယ့်သတင်းကတော့ပုံပြင်းရွှေကဲညိုရွာတွင်ပြူစောတိကောင်းဆောင်တအုပ်ပြတ်သက်ခံရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ဟုတ်ပြင်းမြို့နယ်ရွှေခဲညိုကျေးရွာရဲ့ယနေ့ဧပြီလ16ရက်နေ့နဲ့3နာရီဝန်းကျင်တွင်ပြူစောတိကောင်းဆောင်တို့ပြက်ခတ်ခံရပြီးတေဆုံညောင်းဒေသခံများဓမ္မတရားသည်အသက်၄၀ဝန်းကျင်ရဲ့ဦးထေဝင်းဒီရွှေခဲညို့ကျေးရွာတွင်လှည့်ကင်းဆောင်နေချိန်လက်နက်ကင်ဖွဲတစ်ခုကတနက်ဖြန်အချက်ပေါင်းများစွာဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းဒေသခံချို့ကပြောဆိုသည် တနက်နဲ့အချက်ပေါင်းမနဲ့ပြတ်တက်သွားတယ်။ကျန်တဲ့ပြူစောထီတွေကိုတော့ဘာမှမလုပ်ဘူး။သူတို့လက်နက်ကင်ဖွဲတစ်ခုပြန်သွားတော့တနက်ရှစ်လက်ပါသွားတယ်ဟုဒေသခံအမျိုးသားတို့ကပြောဆိုသည်။အဆိုပါပြူစောတီကောင်းဆောင်နေပုတ်ပြင်းမျိုးနဲ့တောင်ငယ်ကြေးရွာစာတွေဖြစ်ပြီး2024ခုနှစ်အလယ်ပိုင်းဝန်ကျင်တွင်ရွှေကယ်ညို့ကြေးရွာတို့ပြောင်းရွှေကတောင်အထံဆောင်နေသူဖြစ်ကြောင်းဒေသခံတူကဆိုသည် ူးကရွှေခဲညို့ရတာမဟုတ်ဘူးရွာမှာဒုက္ခလာပေးနေတာကြာပြီလေတွေမှာဆက်ကြေးတွေလိုက်ကောက်တယ်ညဘက်တွေဆိုလဲအပြင်မထွက်ရအမိန်တွေထုတ်တယ်ရွာသားတွေကိုချိန်ချောက်ငွေတောင်းတယ်ဟုအထက်ပါဒေသခံကပြောသည်အဆိုပါပြုစောတိကောင်ဆောင်ရုံအလောင်းကိုဗုတ်ပြင်းမြို့ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းဒေသခံများထံမှသိရသည်၎င်းကိုလာရောက်ပြက်ခတ်သွားတဲ့အဖွဲမှမြေသည့်လက်နက်ကင်အဖွဲဖြစ်သည်ကိုမှမသိရသေးပေ ဆလဘီအင်းစိန်မြို့နယ်ကာကြီးနယ်ခဝေးရပ်ကွက်တွင်လူငယ်များစစ်မှုထမ်းမလားသို့မဟုတ်ငွေပေး၍လူစားထုံးမလားဟုဆိုကာတရင်နောင်လဲငွေကျပ်9000ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလားစင်ကောက်ခံဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ရှန်ကုန်တိုင်းအင်းစိန်မြို့နယ်ကာကြီးနယ်ခဝေးရပ်ကွက်တွင်လူငယ်များကိုစစ်မှုထမ်းမလားသို့မဟုတ်ငွေပေး၍လူစားထုံးမလားဟုဆိုကာတရင်နောင်လဲငွေကျပ်9000ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလားစင်ကောက်ခံလဲရှိကြောင်းအဆိုပါရပ်ကွက်နေပြည်သူများကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်။ ဧပြီလ6ရက်နေ့တွင်အင်းစိန်မြို့နယ်ကာကြီးနှင့်ခဝေးရပ်ကွက်တွင်စစ်မှုထမ်းဆိုင်ရာအစည်းအဝေးတရက်ဆင့်ခေါ်ခဲ့ပြီးရခုလအတွင်းဖွင့်လှစ်မြို့စစ်မှုရန်ပတ်စင်စနေအတွက်လူငယ်များရွေးချယ်ရန်မဲနိုင်မဲဖောက်သည့်စနစ်ကိုအသုံးပြုမည်လို့သို့မဟုတ်ငွေစု၍လူစားထိုးသည့်စနစ်ကိုအသုံးပြုမည်လို့အုတ်ချုပ်ရေးမှူးကမေးလာကြောင်းအကယ်၍လူစားထိုးသည့်စနစ်ကိုအသုံးပြုမည်ဆိုပါကငွေကြေးထည့်ဝင်ရမျိုးပြောဆိုကြောင်းသိရှိရသည်။ယင်းနောက်ကာကြီးနှင့်ခဝေးရက်ကွက် အုတ်ချုပ်ရေးအဖွဲ့ကဧရလ9ရက်နေ့တွင်အင်အားစုတစုလင်း ငွေကျပ်9000ကောက်ခံလာကြောင်းအခြားသောလမ်းများတွင်စစ်မှုထမ်းခြင်းဖြင့်တလာလင်းအိမ်တော်စုတစုငွေကျပ်1000ခွဲမှ2000ဝန်းကျင်သာကောက်ခံတော်လဲ။ကာကြီးနှင့်ခါဝေးရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကအိမ်တော်စုတစုလင်းငွေကျပ်9000ထိကောက်ခံလာခြင်းဖြစ်ကြောင်းသိရှိရသည်။ အစည်းအဝေးမှာလူငယ်တွေကိုမဲနိုင်စနစ်တုံးမလားလူစားထုတ်ဖို့လူထဲမလားစပြောပါရယ်ပြည်သူတချို့ကလည်းသူတို့သားသမီးကိုသားသမီးမဲနိုင်လို့ပောက်သွားကြရင်စိတ်မကောင်းဖြစ်ကြမယ်ရှေ့ဘက်စင်တခြားလမ်းတွေမှာအုတ်ချုပ်ရည်မှုအစီအစဉ်နဲ့လူစားထုတ်ဖို့ရတယ်ဆိုတော့လူစားထုတ်မယ်ပြောကြတာပေါ့ ဲ့ဒီမှာအုတ်ကြီးကလူရှာဆိုသူတို့ရှာပေးပါမယ်အစားထိုးအတွက်သူငွေမကောက်ပါဘူးမကင်ပါဘူးရမေရဖတွေကပဲလောက်ပါဆိုပြီးဧပြီလ9ရက်နေ့မှာတအင်ကို9000ထည့်ဖို့လိုက်ကောက်တယ်9000ဆိုတဲ့ပမာဏကအများလွန်လာပါတယ်တခြားလမ်းတွေ1000ခွဲ2000ထည့်ရတာကိုမထည့်ရင်ကိုရင်ပြဿနာရှာမှာဆိုလို့ထည့်လိုက်ရတယ်ဟုကာကြင်းနဲ့ခါခွေရက်ွက်ပြည်သူတို့ကပြောဆိုသည် လက်တလုံးအင်းစိန်မျိုးနယ်တွင်လူငယ်များကိုညာပိုင်းအုပ်ချုပ်ရေးနှင့်ရဲတပ်ဖွဲ့ကပေါ်တာဆွဲဖမ်းဆီးမှုများ၊အေဇင်စစ်ဖမ်းဆီးမှုများနှင့်စစ်မှုထမ်းရန်ဆင်ခေါ်မှုများများပြားနေကြောင်းအင်းစိန်မျိုးနယ်မှပြည်သူများကရှမ်းကုန်းခေတ်တည်ရင်ဌာနထံသို့ပြောဆိုကြသည်။ဆက်လက်ပြီးတင်းကျပ်အတန်းနေတွင်စစ်ကောင်စီကအရာတော်မျိုးနယ်တောင်ပိုင်းရှိကျေးရွာနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလီရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းအရာတော်မြို့နယ်တောင်ပိုင်းရှိကျေးရွာနေရာကိုအစံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းရင်ပြင်းဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူဆေးဥထက်မနေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ယနေ့ဧပြီလ16ရက်နေ့နံနက်ပိုင်းတွင်အရာတော်မြို့နယ်တောင်ပိုင်းရှိကျေးရွာနေရာကိုအစံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းပြင်းဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတွင်အရဲသားပြည်သူ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရှိရသည်။အရာတော်မြို့နယ်တောင်ပိုင်းကကျေးရွာနေရကိုလင်းရင်နဲ့လေးချိန်ကျဲချသွားတာပါပြည်သူ၁၀ဦးထက်မနည်းထိခိုက်မှုရှိတဲ့နေအိမ်တွေလည်းပျက်စီးတာတွေရှိတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည် ။ထို့အပြင်ရတော်မြို့နယ်ရှိအကျန်းဘတ်စစ်တပ်၏စစ်ရေးအခြေခံလင်းကျင်းတက်30မှစစ်ကောင်စီတပ်သားများကလည်းကျေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကဆက်လက်ပြောဆိုသည်။ရှိခိုတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့အကြံဘက်စက်ကောင်စီတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုအီရန်တို့ဖြစ်သည်ဟု NUG ဆို NUG အပါအဝင်တော်လိုင်းအင်အားစုများအောင်အတိုက်ခံအစိုးရပုံငန်းသူဟုခေါ်ဝေါ်သုံးဆွဲခြင်းများမပြုရန်တောင်းဆိုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလိုအမြင့်ခံထားတဲ့အကြံဖက်ဆက်ကောင်စီအောင်ပြည်သူအာဏာကိုလူယူဖို့ကြိုးစားနေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလည်းကပြောကြားလိုက်ပါတယ်။ဧပြီလ15ရက်မနေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့တရင်စကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံလည်းကအခုလိုပြောကြားခဲ့တာပါ။ တဆက်တည်းမှာလည်းတရားဝင်မှုအပြည့်ရှိတဲ့တော်လန်အင်အားစုတွေကိုအတိုက်ခံအစိုးရအားပုံကန်သူလို့သတင်းမီဒီယာတချို့မှခေါ်ဝေါ်သုံးဆနေမှုကိုရှောင်ရှားပေးဖို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ NUG CRPH NUCC တို့ဟာခေပြောင်းစနစ်ပြောင်းတော်လိုင်းတစ်ခုကိုဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပြည်ရင်းစစ်ဖြစ်နေတာမဟုတ်ဘဲတော်လိုင်းဖြစ်နေရပါ။တရားဝင်မှုအပြည့်ရှိတဲ့တော်လိုင်းအင်အားစုတွေကိုအတိုက်ခံလို့အုံပြနေတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လိုင်းစစ်ပွဲတွေကိုပြည်ရင်းစစ်လို့အုံပြနေတာ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ကင်တော်လိုင်းအင်အားစုတွေကိုအစိုးရအားပုံကန်သူလို့အသုံးပြုနေတာတွေကိုကန့်ကွက်ကြောင်းနဲ့မှန်ကန်တဲ့အသုံးအနှုန်းနဲ့အသုံးပြုပေးကြဖို့မြစ်တာရခိုင်တိုက်တွန်းပြောကြားချင်ပါတယ်လို့ဦးနေဖုံလက်ကဆိုပါတယ်။ ်စစ်ကောင်အဆောင်ကိုရိုင်းပောင်းနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားပြည်သူ့ဆန္ဒနဲ့ပေါ်ပေါက်လာတဲ့တရားဝင်အစိုးရတရားမဟုတ်ပါဘူးလို့လည်းဦးနေဖုံးလက်ကပြောကြားခဲ့ပါတယ်။အလားတူအကြံဖက်စစ်တပ်ဟာတရားဝင်အစိုးရကိုမတရားဖန်ဆီးကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အစိုးအဖွဲ့သားဖြစ်ပြီးသူတို့ဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလိုအမြေခံကပြည်သူ့အာဏာကိုလိုယူဖို့စူးစမ်းနေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အရှမ်းသူဖြစ်တယ်လို့ဦးနေဖုံးလက်ကဆက်လက်ပြောဆိုခဲ့ပါတယ်။ အင်အားပြင်းကလင်းကာလတွင်စိတ်ကောင်းစီရဲ့ပိတ်ပင်တားဆီးမှုတွေကြောင့်တရင်ရယူခွင့်မရှိတဲ့ကြားကမြန်မာပြည်သူတွေရဲ့အခက်အခဲကိုကဘာကြီးကသိရှိအောင်စူးစမ်းဆောင်ရွက်ပေးခဲ့တဲ့တရင်မီဒီယာတွေကိုလည်းကျေးဇူးတင်ရှိကြောင်းဦးနေဘုံလက်ကပြောကြားခဲ့ပါတယ်။ ဆလဘီယာယီတမရာဤမြမရွှေရနှစ်သက်ကိုနှုတ်ခွန်းဆက်မိကွန်တိုက်ရိုက်ထုတ်လွှင့်ပြီးဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီတမရာဒူဝါလက်ရှိလာဤမြမရွှေရနှစ်သက်ကိုနှုတ်ခွန်းဆက်မိကွန်ကို2025ခုနှစ်ဧပြီလ18ရက်နေ့နက်9:00နာရီအချိန်တွင်တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။ နိုင်ငံတော်ယာယီသမရာဤနှစ်သက်ကိုနှုတ်ခွန်းဆက်မင်းကတိုက်ရိုက်ထုတ်လွှင့်မှုကို Office of the President NUG PVTV Radio NUG DVB မြစီမှာခေတ်သစ် Paper Spring DD Channel Red Peak D LAN တက်လင်တိုင်းနေဦးအတန်အစားရှိတဲ့ Facebook Page တွေကနေတိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ကလေးမြို့တောင်ပိုင်းစစ်တပ်နှင့်ပြူစခန်းငါးကိုကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီကလေရင်ပြင်အချိန်ပေါင်းတထောင်ကျော်ပုံချေခဲ့ပြီးအပြစ်မဲ့ပြည်သူ15ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းရှိပြူစခန်းများတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီကလေကြောင်းပြင်ပုံချေတိုက်ခိုက်မှုအချိန်တထောင်ကျော်လုံးဆောင်ခဲ့ရာအပြစ်မဲ့ပြည်သူ15ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF KKG ကယနေ့ထုတ်ပြန်သည်။ 2024ခုနှစ်အတွင်းစုဖွဲ့လေ့ကျင့်မှုစတင်ခြင်းနဲ့အတူ2025ခုနှစ်ဖေဖော်ဝါရီလတွင် CDF KKG Major Operation စတင်ဖို့ဆောင်ရွက်ကကလေးနှင့်ခံကောအကြာရှိစစ်ကောင်စီခြေဆိုင်စခန်းများဖြစ်သောကမ်မာနီစခန်းမှန်တော်အောင်တရအရှိအနာပြူစောတိဆိုမိုးနှင့်ကျန်သာရွာများကိုနှစ်လတာအတွင်းဖျားကျေးဇူးတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းယင်း CDF KKG Major Operation တစ်ခုလုံးကိုချင်းမျိုးသားတမရစီယန်နေမှစစ်ရေးကုတ်ကဲခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီလ12ရက်နေ့တွင် ကလေးနှင့်ကံကောအကြာရှိစက်ကောင်စီခြေဆိုင်စကန်များနဲ့အခိုင်အမာဆုံးနှင့်အတောင်တင်းဆုံးစကန်တစ်ခုဖြစ်သောကံမနီစကန်ကို၎င်းထို့နောက်ဖေဖော်ဝါရီ15ရက်ကလေးတောင်မိုင်ရှိမှန်တော်ရွာနှင့်အောင်သာရွာရအနောက်ရှိစက်ကောင်စီခြေကုတ်စကန်များကိုဆက်လက်တိုက်ခိုက်သိမ်းပိုင်နိုင်ငံကြောင်းသိရသည် ကမန်နီစကန်ဒင်းတိုက်ပွဲတွင်မဟာမိတ်တပ်များအနေဖြင့် CNN, CDF Haka, CDF Tendland, CDF CDNC ယင်း ABSDF ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစုနဂါးမြင့်အောင်အစရှိသူတို့ပူးပေါင်းပါဝင်ခဲ့ပြီးမန်တော်အောင်သာရအရှိအနောက်ရှိစစ်ကောင်စီအခြေစိုက်စခန်းများတိုက်ခိုက်သိမ်းပိုက်ခဲ့မှုတွင် PDF ဖို့ခေါ် AKDF တို့ကနေမြေရှင်းလင်းရေးထိန်းချုပ်ရေး ခုခံကာကွယ်ရေးတို့တွင်ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ကမ္ဘာနီမှန်တော်အောင်သာယာတိုက်ပွဲများနဲ့တကစစ်ကောင်စီမှပြန်လည်ထိုးစစ်ဆင်မှုစုစုပေါင်း19ကြိမ်တွင်တိုက်ပွဲဖြစ်ပွားရာဆင်မြေပြင်နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ခြေရွာများသို့အကြမ်းဖက်စစ်တပ်စစ်ကောင်စီဘက်မှ Jet Fighter နှင့် Y12Y8 အစရှိသည့်၄ချောင်းဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်တထောင်ကျော်ပြုလုပ်ခဲ့ကြောင်းသိရသည်။